ကြီးကျယ်ခမ်းနားတဲ့ဒဏ္ဍာရီလာပုံမြင်တွေတကယ်ရှိခဲ့ကြောင်းသက်သေပြနိုင်မဲ့ရှေးအောင်ပစ္စည်းများဒဏ္ဍာရီလာပုံမြင်တွေဆိုတာလောက်ကျန်ဖန်နေထားတာတွေလည်းရှိသလိုတကယ်ရှိခဲ့တယ်လို့ယူဆရနိုင်တာတွေလည်းရှိပါတယ်တချို့ကရောအားခက်မရောအားခက်အခြေအနေတွေဖြစ်နေချိန်မှာစူးစမ်းရှာဖွေသူတွေကြောင်းတချို့ဒဏ္ဍာရီလာပုံမြင်တွေကတကယ်ရှိခဲ့နိုင်တယ်ဆိုတဲ့အထောက်အထားတွေလည်းတွေ့လာခဲ့ရတာပါဒီဗီဒီယိုမှာတော့ဒီလိုဖြစ်ပျက်တွေကိုဝင်းမြပေးသွားမှာပဲဖြစ်ပါရင်မင်္ဂလာပါခင်ဗျာဘာမှစမ်းပြားကနေပြန်လည်ကြိုးလိုက်ပါရင်နော်အေးရဲ့တင်မော တူရကီနိုင်ငံကသိပ္ပံပညာရှင်တွေဟာနော်အေးတင်မောတကယ်ရှိခဲ့တယ်ဆိုတဲ့အထောက်အထားကိုတွင်ရှိခဲ့ပါတယ်။တူရကီအရှေ့ပိုင်းမှာတင်မောအရွယ်ကြီးလောက်ရှိပြီးရှင်စေးတွေဖုံးလွှမ်းနေတဲ့အစာအုပ်တစ်ခုကိုတွေးခဲ့ပြီးဒီလိုပြောနိုင်ခဲ့တာပါ။ပညာရှင်တွေကဒရူပီနာဖွဲ့စည်းမှုလို့ခေါ်တဲ့နေရာကအေယာမအစာအုပ်ကြီးကိုလေ့လာနေခဲ့ကြပြီးဒီနေရာကတင်မောနောက်ဆုံးတည်ရှိရာနေရာဖြစ်နိုင်တယ်လို့လည်းကောက်ချက်ချနေခဲ့ပါတယ်။ဘာဖြစ်လဲဆိုရင်ဒီအစာအုပ်ရဲ့အရှေ့က930ပဲရှိပြီးတမကျန်းစာထဲမှာဖော်ပြထားတဲ့တင်မောအရွယ်အစားတိုင်းလည်းဖြစ်နေလို့ပါ။ နောက်ပြီးတွေးတဲ့နေရာကတူရကီအီရန်နယ်စပ်အနီးနားမှာဖြစ်ပါရင်တရားချက်ကလည်းဒီတွေးရှိမှုကိုပုံပြီးအားကောင်းစေလာခဲ့တာပါ။ဘာဖြစ်လဲဆိုရင်ဗီရိရှားပြားလိုက်မှာထိမ့်သိမ်းထားတဲ့ရှေးဟောင်းဘေဘီလုံကျောက်စာတဲ့နေရာမှာနော်အေဂလိုကတနိဆန်တွေကိုတင်ဆောင်လာပြီးဒရိုပီနာနေရာကိုရောက်ရှိလာခဲ့တဲ့ဆိုတဲ့ကြပြားတပုတ်ကိုဖောက်ထုတ်နိုင်လို့ပါပဲ။ပညာရှင်တွေကအဲ့ဒီနေရာမှာရှိတဲ့အကြောင်းနဲ့မြေစီလွားနမူနာတချို့ကိုယူပြီးအစ္စတန်ဘူးမှာစမ်းသပ်ခဲ့ပါရင် ရားလက်တီထဲမှာရွှေစေးပင်လဲရဲ့အနေအနှစ်နဲ့ခီဦးမျိုးနယ်ဝင်သင်းငယ်ရဲ့ပင်လဲတရဝအပိုင်းစာလေးတွေကိုလည်းတွေးခဲ့ရတာပါဒီအထောက်သားတွေရဲ့တက်တန်းကိုတိုင်းတာကြည့်လိုက်တော့ BC 3500နှစ်ကနေ9000နှစ်ကြာရှိနေတာကိုတွေ့ရလို့ကပောင်းချက်မှာဖော်ပြထားတဲ့အချက်အလက်တွေနဲ့တိုက်ဆိုင်နေပါရင်နော်အစ်သင်းမောင်းနဲ့ပတ်သက်ပြီးတခြားယူဆချက်တွေလည်းရှိနေပေမဲ့ဒီတွေ့ရှိမှုကတော့အဖြစ်နိုင်ဆုံးလို့ပဲယူဆချက်တွေကတော့ပုံမခိုင်ပါလာခဲ့တာပါကျောက်သားတွေကဘလူးချီယာကြီးတောင်အာဖရိကနိုင်ငံနာပိုလီအနီးကတောင်တွေက Granite ကျောင်းဆောင်တစ်ခုမှာဒင်းချီအားကြီးကိုတွေ့ခဲ့ရတာပါအရှိန်လေးမိလောက်ရှိပြီးလူတယောက်ရဲ့ခြေအားလို့သိတာဆိုတဲ့ဒီအထောက်ထားကြီးကိုလူတချို့ကဖျားခင်ရဲ့ခြေအားလို့ခေါ်ကြသလိုဘလူးခြေအားလို့လည်းခေါ်ကြပါရင်ခြေအားရဲ့အနေထားကကြောင်သားကိုထွင်းထုထားတဲ့ပုံစံမျိုးမဟုတ်ပဲကြောင်သားပြော့နေတော့အချိန်မှာတရားရောက်ကနင်းထားသလိုဖြစ်နေခဲ့တာပါဒီ Granite ကျောင်းဆောင်ကြီးရဲ့တက်တန်းကိုခံမှန်းကြည့်တော့နှစ်ပေါင်းတန်း200လောက်ရှိနေပါရင်အဲ့ဒီအချိန်ဆိုရင် Dinosaur ရဲ့ခေတ်လည်းဖြစ်နေတာပါဒီအချိန်မှာ Homo sapiens လို့ခေါ်တဲ့လူတစ်ပိုင်းမျှတစ်ပိုင်းနေတော့မရှိသေးပါဘူး အဲ့ဒါကြောင့်ဒီခြေရာကြီးရဲ့ကိစ္စကဘယ်နည်းဖြစ်နေခဲ့ပါရင်နောက်ပြီးလူတယောက်ရဲ့ခြေရာနဲ့လုံးဝတူလို့နေတာကလည်းအံ့ဩစရာကောင်းနေခဲ့တာပါအဲ့ဒါကြောင့်ပဲအရှိမဖော်ပြခဲ့သလိုဖျားခင်ရဲ့ခြေရာဘလူးကြီးခြေရာဆိုပြီးခံမှန်းချက်တွေထွက်လာခဲ့တာပဲဖြစ်ပါရင် Trimu Hong Trimu ရဲ့တမိုင်းအကြောင်းကဂရိလူမျိုးတွေဖန်တီးထားတဲ့ဒဏ္ဍာရီပုံပြင်တစ်ခုလို့ပညာရှင်တချို့ကတော့ယူဆခဲ့ကြပါရင်တက်သားမင်းအုပ်ကြီးကိုမျိုးရင်းအသွင်းခံရလို့ပြည့်စည်သွားတဲ့ Trimu အကြောင်း Trojan စစ်ပွဲအကြောင်းတွေကလည်းတမိုင်းသင်ကန်းစာတွေထဲမှာပါဝင်နေကြတာပါ ဒါပေမဲ့ထူးဆန်းတဲ့ဒန်နိုင်လာပုံမြင်တဲ့ဘုတ်အနေနဲ့ပဲထည့်သွင်းခဲ့တာဖြစ်ပါရင်ဒါပေမဲ့1889ခုနှစ်လောက်မှာတော့ဂျာမန်ရှင်းအောင်ပညာရှင်တယောက်ကဒီအတိတ်ကိုတူးဆွားဖို့ကြိုးစားခဲ့တာပါသူနာမည်ကတော့ဟင်နရစ်ရှလီမန်လို့ခေါ်ပါရင်တကယ်တော့သူကစီးပွားရေးလုပ်ငန်းရှင်ယန္တနာရှာဖွေသူအဖြစ်ကနေရှင်းအောင်သူရေသနာပညာရှင်ဖြစ်လာခဲ့သူပါရှလီမန်ကတူရကီရဲ့ဖုံထူတဲ့တောင်တန်းတွေစီခီးထွက်နေတဲ့အချိန်မှာဒေသခံတွေကတော့အေးမထားခဲ့ပါဘူး try မျိုးဖြစ်နိုင်တယ်လို့ယူဆရတဲ့အပြည့်အစည်ပုံကြီးကိုတွေ့ရတော့ရှယ်လီမန်လည်းတူးဖော်ဖို့စူးစမ်းခဲ့ပါရင် ျိုးပေါ်ရခက်ခဲလုံးလုံးဒိုင်နမိုက်တွေသုံးပြီးမြေလန်းဖောက်ခွဲအပြီးမှာမြို့တမြို့ရဲ့အစင်ပိုင်းနေဖြစ်နေကြောက်တိုင်းနေမျောစင်းနေတကားတွေကိုတွေ့ကြရတာပါဒီအပြန်စီးတွေရဲ့တက်တန်းကိုစစ်ဆေးကြည့်တော့ဘေးစီထောင်းနေရာဝင်းကျင်လောက်ကဖြစ်နေတာကိုတွေ့လိုက်ရပါရင်အဲ့ဒီအချိန်ဟိုမားရဲ့စစ်ပွဲဖြစ်ပွားခဲ့တယ်လို့ယူဆရတဲ့အခြေအနေလေးတိုက်ဆိုင်နေကြတာပါဒီအပြင်းစီးရဲ့ဂျာရီကနေရှာလီမန်ကယန္တနာတိုက်ကိုလည်းတွေ့ခဲ့ရပါတယ်သူကတော့ဒီယန္တနာတွေက Trybin ရဲ့ Banner တွေလို့ပဲယူဆခဲ့တာပါ အဲ့နောက်မှာလည်းဒီမျိုးကြီးကိုဆက်တူးဖို့ခဲ့ပါသေးတယ်ပိုနဲ့နဲ့တူးလေလေဟိုမရဲ့အကြောင်းနဲ့ကိုင်းညီရဲ့အကြောင်းအရာတွေကိုတွေးရနေလေဖြစ်တာကြောင့် trial မျိုးကြီးအဲ့နေရာမှာတကယ်ရှိခဲ့တယ်ဆိုတဲ့ယူဆချက်တွေကလည်းပုံမခိုင်မာလာခဲ့ပါတော့တယ်ဟိန်းနုနဖျားဖန်နီးခဲ့တဲ့ဒရာကာမျိုးဟိန်းနုဒန်နိုင်မှာတော့နဖျားခရစ်ရှာနာဖန်နီးတိဆောက်ခဲ့တဲ့ဒရာကာမျိုးအကြောင်းကခန္ဓာကြီးကျယ်မှုတွေနဲ့ပြည့်နှံ့နေခဲ့တာပါဒီမျိုးကရွှေရောင်တောက်ပါတဲ့ကံရုံးရမ်းပါပါတိရှိပြီးနန်းတော်တွေဥယျာဉ်ကြီးတွေမဖြစ်နိုင်တဲ့နေပညာတွေနဲ့ပြည့်နှံ့နေခဲ့တယ်လို့ဆိုပါတယ် ဘလို့လဲဆိုရင်တော့လေးပေါ်ပြန်နိုင်တဲ့အရာဝတ္ထုတွေအလိုလျောက်တကားဖွင့်ပိတ်လုံနိုင်တဲ့စနစ်တွေလည်းရှိနေတာပါ။နောက်ပြီးခရစ်ယာန်တာတည်ဆုံသွားတဲ့အခါဒီမျိုးကြီးကပင်လယ်အောက်ကိုပြုတ်ကျနေမြုပ်သွားခဲ့တယ်လို့လည်းဆိုထားပါတယ်။ဒီရဲ့အကြောင်းအရာတွေကလုံဝကိုပုံမြင်ဆန်နေတာကြောင့်အားလုံးကလည်းဖန်တီးထားတဲ့ဒဏ္ဍာရီတပုတ်လို့ပဲယူဆခဲ့ကြတာပါ။ဒါပေမဲ့လည်း2009ခုနှစ်အစောပိုင်းအတွင်းရင်ကုန်သမားတချို့ကဂူဂျာရတ်ကန်ယိုရန်နာရောက်လာချိန်မှာတော့ပုံမြင်ရဲ့အလှည့်အပြောင်းတွေဖြစ်လာရပါတယ်။ သူတို့ကပင်လယ်ရေအောက်မှာဆိုနာစကင်ဖက်စစ်ဆေးမှုတွေလုပ်နေတော့ထူးဆန်းတဲ့အရာတွေကိုတွေ့ရှိခဲ့တာပါအဲဒါကြောင့်ဒေသစစ်ဆေးကြီးတော့ကြောက်တိုင်းနေကြောက်ခင်းလန်းနေနဲ့အစာဦးပုံစံတွေကိုပါတွေ့ခဲ့ရပါတယ်တက်တန်းကိုစစ်ဆေးကြီးတော့နှစ်ကိုးတောင်ကျော်ရှိနေပြီးအီချစ်ကပရီမစ်တွေထက်တောင်တက်တန်းရင်းနေခဲ့တာပါအဲဒီနေရာကနေမြေဦးအစာအနာတွေကြောက်ဆူးတွေရှင်းအောင်ပစ္စည်းတွေကိုလည်းထက်တွေ့ခဲ့ရပါသေးတယ်တွေးရှိချက်တွေရောဒီနေရာကထုံကားခဲ့တဲ့မျိုးပြတစ်ခုဖြစ်ခဲ့တာပေါ်လွင်ခဲ့ပေမဲ့တမိုင်းထောက်ထားရတော့တိတိကျကျမဖော်ထုတ်နိုင်ခဲ့ပါဘူးအဲဒါကြောင့်ပဲဟိန်းနူနယ်ပြားခရစ်ရှန်တာရဲ့ ဒရာဂါမျိုးဖြစ်မယ်ဆိုတဲ့ယူဆချက်တွေပဲကြံနေခဲ့ရပါတယ်။မီနိုတောရဲ့ဥမင်ကွန်ရဲ့ဂရိတန်နိုင်လာပုံမြင်တပုတ်မှာမိုနိုဘီယင်ကသူ့နန်းတော်အောင်မှာရှုပ်ထွေးတဲ့ဥမင်ကွန်ရဲ့တခုထဲသွင်းတိဆောက်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီဥမင်ကလူတွေသွားဖို့တော့မဟုတ်ပါဘူး။လူတစ်ပိုင်းနွားတစ်ပိုင်းဘလူးကြီးတစ်ကောင်ကျန်စားနေနေရပါဒီကောင်ကြီးနာမည်ကိုမီနိုတောလို့ခေါ်ပါတယ်။မီနိုဘီယင်ကဒီဘလူးကြီးကိုအကျဉ်းသားတွေနဲ့အမြဲတမ်းရစ်ပူဆွာရပါတယ်။ဒီဇာတ်လမ်းကလည်းရုံနှန်းပုံမြင်တခုအနေနဲ့ပဲဖျက်ဆီးခဲ့ရတာပါ။ ရှေးအောင်သူရည်စနာပညာရှင်တို့က Creative ကျောင်းမှာရှိတဲ့ North Shore မှာဒုဗော်မှုတွေစာလုပ်ခဲ့ကြတဲ့အချိန်ထိပါပဲ။ပညာရှင်တွေကအဲ့ဒီနေရာမှာလမ်းကြောင်းများစွာနဲ့ရှုပ်ထွေးနေတဲ့ဥမေခွင်ရဲ့ကိုတွေးခဲ့ပြီးဖြစ်နိုင်ခြေတွေကိုယူဆခဲ့ကြပါတယ်။အပေါ်ပိုင်းမှာတော့နန်းတော်ရာ PSC ရှိနေခဲ့တာပါ။နောက်ပြီး PSC အစိပ်ပိုင်းနေတဲ့မှာနွားတွေကိုပူဇော်ထားတဲ့အမှုပညာလေးရာတွေကိုလည်းတွေးခဲ့ရပါတယ်။ဒီတွေးရှိမှုနဲ့တမိုင်းကိုပြန်ပြီးဆက်ဆက်ကြည့်တဲ့အခါမှာတော့ Minotaur Blue G ရဲ့ပုံမြင်ကဖြစ်နိုင်ခြေအရှိဆုံးဆိုပြီးယူဆချက်တွေထွက်လာခဲ့ရတာပါပဲ။တမာချန်းစာတွေကစေးရီကန်ဒီတစ်ခုကတော့တမာချန်းစာတွေမှာပါတဲ့ ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွေကတိုက်ရိုက်လာတာပါတခင်ယေရှုဟာမြေကြီးပေါ်တွင်ထွေရှင်လောက်ကမျက်မြင်တရားရဲ့မျက်လုံးပေါ်တုံလင်းပြီးကုသပေးခဲ့တာပါပြီးတော့စီလောင်ရေကမှာသွားဆေးဖို့ပြောခဲ့ပါတယ်ရေဆေးပြီးတဲ့အချိန်မှာမျက်မြင်လည်းချက်ချင်းအလင်းပြန်လာခဲ့ပါတယ်ဘာသာရေးကိုင်းဆိုင်တဲ့သူတွေကတော့ဒီအကြောင်းအရာကိုပုံမြင်တပုတ်လို့ယူဆခဲ့ကြတာဖြစ်ပေမဲ့2004ခုနှစ်လောက်မှာတော့ဒီယူဆချက်တွေပြောင်းလဲနိုင်မယ်ထောက်ထားတစ်ခုကိုတွေ့ခဲ့ရပါတယ် အဲတော့ကဂျေရုရှလင်မြို့ဝန်ထမ်းတွေဟာပြက်စီးနေတဲ့ရေဆိုးပိုက်တစ်ခုကို2ဖော်ပြင်ဆင်နေရင်ကြောက်စင်တွေကိုတွေးခဲ့လိုက်ရတာပါဒီလိုနဲ့ဆက်2ဖော်လာရင်ကြောက်စင်တွေကအောက်ဖက်ကိုတစ်ဖြည်းဖြည်းနှိမ်ဆင်းသွားပါရင်ဒီလိုနဲ့ရေကန်ကြီးတစ်ခုရဲ့ပုံစံအထိပေါ်လာခဲ့တာပါဒီကြောက်စင်တွေကတော့ရေကန်ကြီးရဲ့ဆင်းတဲ့လှေကန်တိတွေအဖြစ်နဲ့ပါဒီအချိန်ကျမှဒီနေရာကိုရှေးအောင်သူရေတနာပညာရှင်တွေအုံနဲ့ကျင်းနဲ့ရောက်လာခဲ့တာပါပြီးတော့ဒီရေကန်ကတန်မှန်မဟုတ်ဘူးဆိုတာကိုအတည်ပြုခဲ့ပါတယ် ရှင်ထဲမှာမြုပ်နှံထားတဲ့ဒုတိယဗိမ္မာတော်ခေတ်ကဒင်းကားတွေမြေိုးတွေအပြင်တခြားအရာတွေကိုတွေ့ရချိန်မှာတော့တခင်ရေရှုညွှန်းဆိုခဲ့တဲ့စီလောင်ရေကန်ဖြစ်တယ်ဆိုတဲ့အချက်ကလည်းပိုသေးချသွားခဲ့ရပါတယ်။ဂေါလီယက်နဲ့ဒေးဗစ်တို့နေခဲ့တဲ့မြို့စစ်ဘလူးကြီးဂေါလီယက်ကိုတိုးချောင်းသားလေးဒေးဗစ်ကနိုင်ယူခဲ့တဲ့ဇလန်းကလည်းတမချန်းစာရဲ့အထင်ကြီးဖော်ပြချက်တစ်ခုပါပဲ။ဒါပေမဲ့ဘာသာရေးစာပေတွေထဲမှာပဲဒီအကြောင်းကိုတွေ့ရတဲ့ပြီးတမိုင်းအထောက်ထားတွေထဲမှာတော့နေရာမျိုးနိုင်ခဲ့ပါဘူး။အဲ့ဒါကလည်း1993ခုနှစ်မှာအစ္စရေးမြောက်ပိုင်းကတေဒန်ဆိုတဲ့ရှေးဟောင်းနေရာတစ်ခုကိုမတူးဖို့ခင်အထီးပါပဲ။ ဒီတူဖော်မှုအတွင်းမှာတော့ BC 900စုလောက်ကဘာသာစကားနဲ့ရေးသားထားတဲ့ကမီးကျောက်စာပြားတွေကိုတွေ့ကြရတာပါကျန်းကျင်သူတွေကလည်းဘာသာပြန်ကြည့်ချိန်မှာတော့ဒီဘေးရဲ့အိမ်တော်လို့အသေးပေရတဲ့ကမီးပြပြားလေးပါလာခဲ့ပါတယ်ဒီအချက်လက်တစ်ခုလေးနဲ့ဒီဂိုလီယန်နဲ့ဒီဘေးတို့ရဲ့ဇလန်းကိုမပြည့်စုံနိုင်သေးပါဘူးဒါပေမဲ့ကမီးကျောက်စာတွေ့ခဲ့တဲ့နေရာကိုဘာသာရေးစာပေတွေနဲ့တိုက်ကြည့်မယ်ဆိုရင်ဒီဘေးတို့ရဲ့ဇလန်းကိုပိုပြီးအသက်ဝင်စေခဲ့တာတော့အမှန်ပါပဲအမေဇုန်ရဲ့အမျိုးသမီးစစ်သည်များ ်အမျိုးသားကြီးဆိုတဲ့ဂရိတန်တားကြီးမှာတခဏတာဖော်ပြခဲ့ရတဲ့အမျိုးသမီးစစ်တီတော်တွေရှိပါတယ်အဲ့ဒါကတော့ခန့်ချမ်းချမ်းခန့်ရရန်အမေဆုံးအမျိုးသမီးစစ်တီတော်တွေပါပဲဒီအမျိုးသမီးတွေကကိုပိုင်လူအဖွဲ့အစည်းတွေထဲမှာနေထိုင်တက်ကြပြီးအမျိုးသားတွေရဲ့ဩဇာကိုလည်းမနာခံတက်ကြပါဘူးဒီဇလန်းလေးကလည်းရာစုနှစ်ပေါင်းများစွာဒဏ္ဍာရီပုံပြင်တပုတ်အနေနဲ့ဖျက်ဆီးခဲ့ရတာပါ ဒါပေမဲ့ရှင်းအောင်သူနေသနာပညာရှင်တွေကရွေးရှားမြက်ကင်းလွင်ပြင်အထူးသဖြင့်ရုရှားတောင်ပိုင်းနဲ့ယူကရိန်းတက်ဝိုင်းမှာကာကန်လို့ခေါ်တဲ့တင်းချိုင်းပေါ်အများပြားကိုတွေ့ရှိခဲ့ရပြီးလက်နက်တွေတန်ချက်ကာတွေမြင်းနေတဲ့သူမြုပ်နှံထားတဲ့အမျိုးသမီးတွေရဲ့အယိုးစုတွေကိုတွေ့လိုက်ရချိန်မှာအခြေအနေတွေကပြောင်းလဲသွားခဲ့ပါတယ်။တက်တန်းကိုစစ်ဆေးကြည့်တော့နှစ်ပေါင်း2500ကျော်လောက်ရှိနေခဲ့တာပါ။ဒီနေရာမှာအမျိုးသားစစ်တီတော်တွေကိုမြုပ်နှံထားပေမဲ့သုံးပုံနှစ်ပုံလောက်ကအမျိုးသမီးစစ်တီတော်တွေကြီးဖြစ်နေခဲ့ချိန်မှာတော့ဂရိတန်နာရီတွေကအမေဆုံစစ်တီတော်တွေဖြစ်မယ်ဆိုတဲ့ယူဆချက်ကလည်းအထင်ရှားဆုံးပေါ်ထွက်လာခဲ့ရပါတယ်။ တန်နဲ့ပြောင်းဆုံးမြို့တော်အီဒီနာဂျုံရဲ့ဇကားတစ်ခုမှာယတနာတစ်တာရင်မြုံနှံထားတဲ့တန်နဲ့ရှေးဟောင်းမြို့တော်စွန်သားကန်းတွေကိုမြဲမြဲဆိုင်ဆိုင်ထည့်ပြီးရိုက်ကူးပူပါရယ်ဒဏ္ဍာရီရဆိုရင်တန်နဲ့ကအချိန်စာအသိဉာဏ်တွေနဲ့အပြည့်နဲ့နေတဲ့မြို့လေးဖြစ်ခဲ့တာပါဒီမြို့တော်ကတကယ်ရှိခဲ့လေဆိုရင်ယူဆချက်ကလည်းယုံတော့မယုံတော့ဖြစ်နေခဲ့ပါရယ်ဒါပေမဲ့တန်နဲ့ကနိုင်မြင့်ဝမ်းမှာတကယ်ရှိခဲ့တဲ့မြို့တော်တစ်ခုဖြစ်ပြီးအီချင်မင်းနေစုဆန်းခဲ့တာပါတတိကျကျပြောရရင်တော့27 22ဆန်းမြောက်အီချင်မင်းဆက်တွေပါထောင်က30ပြည့်လွန်နေနေမှာတော့ ပြင်သစ်ရှေးအောင်စုစင်နာပညာရှင်ပီရာမွန်တက်ကဒီနေရာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီထဲမှာဂူဖောက်သူတွေတောင်မတုံမထိရသေးတဲ့တော်ဝင်တင်းကြိုင်းတွေကလည်းတပုံတပင်ပါပဲ။အဲဒီတင်းကြိုင်းတွေထဲမှာဆိုရင်ဘရင်တူတန်ခါမွန်ရဲ့ရွှေမြေနှဖုံးတွေ၊ဒင်းကားပြားတွေ၊ဘာသာရေးထုံးတမ်းတွေကိုရည်ညွှန်းထားတဲ့ဂမီးပြားတွေလည်းပါနေခဲ့ပါတယ်။ဒီတွေ့ရှိမှုကအေဂျင်သမိုင်းမှာအကြီးအကျယ်ဆုံးဖြစ်ခဲ့ပြီးတန်းနင်းမြို့တော်တကယ်ရှိခဲ့တယ်ဆိုတဲ့အချက်ကိုလည်းအတည်ပြုနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဆူမာရီယာဘရင်များရဲ့အစည်းအမတ်တမ်း တကယ်တော့တမိုင်းချောင်းပြောရင်အရင်ကြီးတဲ့အရာတစ်ခုကလည်းရှိနေခဲ့သေးတာပါအဲ့ဒါကတော့တမိုင်းမှာရှိတဲ့ဘရင်တွေမင်းဆက်တွေစစ်ပွဲတွေတဘာဝဘေးတွေအားလုံးကိုစီးရင်ပြုစုထားတဲ့ရှေးအောင်ပေးစာလေးပါပဲဒါပေမဲ့စာလေးမှာအကြောင်းအရာတဝက်လောက်ကပုံမြင်ရန်ဆန်တော့ပါတယ်ဒီအကြောင်းအရာတွေကို Sumerian ဘရင်များဆင်းလို့ခေါ်ကြပါတယ်စာလေးဖြစ်တဲ့အတွက်ဒီအထောက်အထားကိုမိုးရင်အတိုင်းတွေးရှိဖို့ကလည်းမလွယ်တော့ပါဘူးဒါပေမဲ့ Erate သတိတနာပညာရှင်တချို့ကဒီစင်းကိုမိတ်ထုပွားထားပုံရတဲ့ကြောက်ပြားတစ်ချက်ကိုတွေ့ခဲ့ရပါတယ်။အဲဒီမိတ်ထုကနှစ်ပေါင်း၄000ကျော်လောက်တန်းရှိနေပြီးနှစ်ထောင်ပေါင်းပိုဆွားတဲ့ဘီယင်းမင်းဆက်တွေရဲ့အကြောင်းအရာများစွာကိုဖော်ပြထားခဲ့တာပါ။ပြီးတော့တမာကျန်းစာပါရေလွှမ်းမှုမှုကိစ္စတွေလည်းပါနေခဲ့ပါတယ်။အစောပိုင်းဖော်ပြချက်တွေကတော့အရန်ကိုပုံပြင်ဆန်နေခဲ့ပေမဲ့နှစ်တွေပိုနီးကပ်လာလေလေ၊တမိုင်းထောက်ထားတွေနဲ့ပိုနီးဆက်လာလေလေအကျိုးအကြောင်းပိုစီလျော်လာလေလေဖြစ်လာခဲ့ရတာပါ။ ဘလိုပဲဖြစ်ဖြစ်ဒီအထောက်အထားကလည်းဒဏ္ဍာရီလာပုံပြင်တချို့ကိုတကယ်ရှိခဲ့ကြောင်းတက်တေပြနိုင်ခဲ့တာဖြစ်ခဲ့ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုဒီကောင်ချိုလိုက်ပါရင်အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရယ်ခင်ဗျာ